မင်္ဂလာပါပြင်ကြစို့ဆိုတဲ့အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အနောပါရှင့်အဲဒီနေ့တော့အလားပြင်ပြအောင်ပေးအောင်မှာဖြစ်ပါတယ်เนาะဘလို့ပြင်ပြပေးမလဲဆိုတာဆုံးထိကြည့်ပေးပါလို့ပြောချင်ပါတယ်ရှင့်ပထမဦးဆုံးအနေနဲ့ဗောနောမိတ်ကမလင်းခင်အနောကဆေရမ်ထဲပါမယ်ဆရာမအဲ့ဒီဒီဆရာထုတ်လေးကမင်းကအနော်ဆယ်ဘက်မှာအိုးအိုးအိုးမင်းကအနော်ဆယ်ဘက်မှာဝင်ဝင်ဝဲလာတာပေါ့နော်ပထမဦးဆုံး တခါမှတော့မသုံးဘူးသူဘလို့မိတ်ကလည်းငင်ဘလို့ဖြစ်မလဲဆိုတာကိုပေါ့နော်အဲ့ဒါအဲ့ဒါအင်းဆိုပါဦးဘလို့ရမယ်သူရဲ့အသားတော့နည်းနည်းကျဲတယ်ပေါ့နော် ပြပြလေးမဟုတ်ဘူးသုံးနေကြဆယ်ရပုံစံနဲ့မတူဘူးပေါ့နော်တမျိုးကြီးဖြစ်နေတဲ့အရင်ကဖြူဖြူလေးထက်ထက်နည်းနည်းထက်ထက် là bùa mà à mấy cái lấy này bọn nó được cái là mình mình là thay vì mình xuống cái cao mà đấy cứ là tay chui bao chế đấy từ đó xuống đó từ à chui bao chế à lâu bị lâu bị à bọn nó bị đó thà ra rồi nó tông đi chả phải công đó bị mình đấy nhẹ đấy à mà quay à thì bọn nó thì phải rồi mình tông đi bọn nó ပရိုင်မာကအမျိုးမျိုးရှိတယ်ကို့အသားရင်ထဲလိုက်တဲ့ပရိုင်မာကိုလည်းသုံးတကယ်လို့သုံးနေတဲ့သူတွေဆိုရင်လည်းကို့အသားရင်ထဲလိုက်တဲ့ပရိုင်မာကိုပဲသုံးကြပါတော့အာအနော်ကအသားဝါတဲ့တဲ့ထဲမှာမပါဘူးဆိုတော့လေဟိုဘယ်လိုမှတမျိုးလေးရွေးထားရွေးပြီးတော့သုံးတာပေါ့ပြီးတော့ foundation ဒီ foundation ကတော့ cube page ကပေါ့เนาะဒီနေ့ရွေးထားတဲ့အကြောင်းက ညိုအညိုအညိုဘက်ကတခါမှမလိမ်ဘူးသေးဘူးလိမ်ကြည့်မယ်ဘာအောင်ထွက်လာမလဲကိုနဲ့လိုက်ရလာတော့မသိဘူးပေါ့နော်အဲ့နအညိုဘက်သွားနံပါတ်3ကွာနံပါတ်1နံပါတ်2နံပါတ်3ရှိရဲ့နော်ပုံမှန်လိမ်နေကြတော့နံပါတ်1ပေါ့နော်ဒါပေမဲ့နည်းနည်းဒီနံပါတ်နံပါတ်3နဲ့စမ်းကြည့်မယ်ပေါ့နော်ဘယ်လိုထွက်လာမလဲယူပါဘီအဲဟိုဘယ်လဲကိုစီလာခိုးထည့်လာတယ်နော်ဟိုမြတ်တွင်းညိုတော့တည်တယ်မလားကိုစီလာကိုစီလာတောင်းရတယ် ကိုစီလက်ခိုးထည့်ထားပါတယ်ဒါတော့မျက်ခုံဆွဲတာမျက်ခုံဆွဲတဲ့အတန်ကအရှိသူကနှစ်ဖက်ပါတယ်နှစ်ဖက်တစ်ဖက်ကဖော့တုံနေနဲ့ဒါကနာမီဘရန်နေရပါတော့တစ်ဖက်ကဖော့တုံတစ်ဖက်ကခဲတန်နေအဲ့တော့ပထမဆုံးဒီမျက်ခုံဆွဲတဲ့တန်နေနဲ့ပဲနာနာတန်ဖော်မယ်ပေါ့နော်သူကအသားပြော့တော့လေနာတန်ဖော်လို့ကောင်းတယ်ပြီးတော့အရင်လည်းမမဲဘူး ညအညူပဲသွားတာပေါ့နော်ပြီးတော့ကိုလက်နဲ့ပဲဖြည်း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 နဲ့ပုတ်အဲ့လောက်ဆိုရပြီပါမှာတူတူတူအနော်လုံနေကြပုံစံအရောအဲ့ဒါပါပဲရှင်အဲနှာခေါင်းလေးထွက်လာပြီမရှိတဲ့နှာခေါင်းလေးတော့ထွက်လာပြီနှာခေါင်းတော့လုံစရာမလိုဘောနော်အဲ့လိုမျိုးလုံပြီးမှဆိုတူလားရှင်းနေရောချက်ချင်းပဲနော်နှာခေါင်းက မျက်ခုံးဆွဲတဲ့အတန်အစွမ်းပြလိုက်တော့နှာခေါင်းကြီးထွက်လာအဲ့လိုလေးပါပဲဘာမှတကယ်တူလှုပ်ရှားမလို့ဘူးပေါ့နော်ဒါမပြင်တက်တက်သူတွေဆိုရင်တော့ရဲ့ပြင်ပြပေးတဲ့အတိုင်းကိုလိုက်ပြင်လို့ရပါတယ်တဆင်ချင်းစီကြည့်ပြီးတော့ပေါ့နော်ပြီးတော့ဒါအာတော့ဘာလို့ခေါ်ရလားမသိပါဘူးထိုင်းလို့ခေါ်ရတော့ patch ဒါဒီပေါ့ဒီ makeup ဘူကလည်း cute page ကပဲသူကကြာတော့နံပါတ်1 ဲ့ဒီတုတ်တုတ်ပတ်လေးကတုတ်ပတ်လို့ခေါ်တာလားဘယ်လိုခေါ်ရလဲမသိဘူးထိုင်းလိုပဲခေါ်တတ်တယ်အာဖပ်ရေရေသွန်းညစ်ထားတယ်ပြီးတော့အာနော်ပထမဆုံးပေါ့နော်နော်မျက်တွင်းညိုတဲ့လူထဲမှာပါတော့လေအရင်ခူးဆိုက်ရမျက်တွင်းထဲကိုအရင်ထည့်လိုက်မယ် နှခမ်းကတော့လုံးဝပြေးပြေးပြီးတော့ထွက်လာတာနော်လက်မျက်တွေညိုတဲ့သူတွေအတွက်နီးလမ်းမှာအဲ့ဒါကိုပေါ့နော်အဲ့လိုမျိုးဒါကအနော်ရည်နဲ့တုံးပြီးတော့နည်းနည်းကြည်ကြည်လေးလေးရှိအောင်ကွာဒီနေ့အနော်အပြင်သွားမှာဆိုတော့လေနည်းနည်းကြည်ကြည်လေးလေးရှိအောင်အဲ့လိုမျိုးရည်နဲ့တွဲတုံးတာပါ ပြီးတော့လိုတဲ့နေရာလေးမှာပဲတော့ကတခြားမိတ်ကပ်တပူနဲ့သူကကြတော့ချွေးထွက်နေနေခံတာဆိုတော့လေဒီနေ့အပြင်သွားမှာဆိုတော့လေရေစုခံချွေးထွက်ခံနေပဲတုံးထားတယ်ဒီပေါင်တမို့ဆိုရင်အခုအနောက်ကင်ထားတဲ့မိတ်ကပ်ဘူးဆိုရင်လည်းနာမည် brand တွေရပဲပေါ့နော်သူကရေစုခံနဲ့ချွေးထွက်ခံနေကဲမျက်နှာနဲ့လေဘေးနဲ့တခြားစီဖြစ်နေပါတယ်နော်မိတ်ကလေးလေဘေးပါလိန်ဖို့မမိကြပါနဲ့ပြီးတော့မျက်လုံး ီမျက်လုံးကတော့အတော့ဒီအယောင်ရွေးထားတယ်နဲ့ချက်သွေးရောင်းနောက်ပြီးတော့ကို့အရင်မထူအောင်ဘောနော်အခုလက်နဲ့အဲ့လိုမျိုးပပလေးအဲ့ဒါဘယ်လိုမှမဆုပ်အာ brush နဲ့တုံးတော့လေးတည်တယ်မလားကိုလက်နဲ့တုံးတာနဲ့လုံးလုံးဝမတူသေးတယ်မလားကိုလက်နဲ့တုံးတာကြတော့ဘလောက်ဘလောက်လဲဆိုတာကိုသိရဲ့အဲဒါကြောင့်မို့ကို brush နဲ့တုံးတော့လေးအရင်များသွားတာလားအရင်ထူသွားတာလားအရင် ပါနေလားကိုမသိဘူးအဲဘယ်လိုပြောမလဲဟိုအဲ့လိုမျိုးထည့်ပြီးတော့ကိုလက်နဲ့ပြန်ပြီးတော့ဟိုအလုတ်ပြီးပေါ့ပိုကောင်းတာပေါ့နော်အတော့ဆိုအဲ့လိုပဲလုတ်တာများပါတယ်ပြီးရင်တော့တစ်ချက်လောက်ပေါ့နော်ဟိုမျက်ခုံလေးတော့ခိုးဆွဲလိုက်အောင်မယ်မျက်လုံးလေးဟိုမျက်ခုံနေပေါ့နော်ပြန်ဆွဲပြီးတော့ပြန်လာမယ် မျက်ခုံတော့ဆွဲလိုက်ပါမယ်အဲအတော့ကလေဟိုပါမျက်ခုံဆွဲလာတယ်ဘောလုံးလူလည်းကြပြီးတော့ဟိုပါလေအယောင်မနှစ်ယောင်ဆက်ထားရသေးလားအနောက်ကနည်းနည်းအညူဘက်သွားတယ်မိတ်ကပ်ဖောင်ဒေးရှင်းနဲ့လိုက်အောင်ဆိုပြီးတော့လေဒီနေ့ဖောင်ဒေးရှင်းကနံပါတ်3ဆိုတော့လေအဲ့ဒါနှစ်ယောင်ဆက်ထားတယ်အရှိကနည်းနည်းဘယ်လိုလဲအညီဘက်လည်းမဟုတ်ပါအဲ့လိုမျိုးနှစ်ယောင်ဆက်ထားတာနှစ်ယောင်ဆက်ထားပြပါတယ် ။တရားဒီနေ့အတော့အရင်ပြချင်တဲ့အရာတစ်ခုကမနေ့ကဝယ်လာတယ်7ထဲမှာပေါ့ကွာတစ်ထုပ်49ဘတ်တန်နဲ့အဲ့ဒါကြတော့မြတ်မြတ်မြတ်ခုံမွေးကွာအညူရောင်ပဲမြတ်ခုံမွေးစစင်းလေးဖြစ်အောင်လို့သူကအတန်ဆောက်တန်လေးနဲ့ရောမိုက်တယ်တခါမသုံးဘူးသေးဘူးမနေ့ကပဲဝယ်လာတာအဲ့သူ့နည်းနည်းသုံးကြည့်မယ်မြတ်ခုံကတနင်္ဂနွေဘယ်လိုပုံစံမျိုးဖြစ်မလဲပေါ့နော်အဲ့ဒါ သူကတမျိုးကောင်းတာကြတော့တင်မျက်ခုံးမွေးကိုလေတချောင်းချင်းစီအဲ့လိုမျိုးဆစင်းလေးဖြစ်အောင်သူကလှုပ်ပေးတယ်ပြီးတော့သူကကဲလို့အဲ့လိုပုံစံမျိုးဆိုတော့လေခီးသွားတော့ပါလို့ဆိုရင်လေယူရတာအဆင်ပြေရလေတုံးကြည့်ရကောင်းလားမကောင်းလားမသိဘူးဈေးကတော့အရင်တော်တယ်49ဘတ်နဲ့ပဲပြီးတော့သူတခုတခုရှိသေးတယ်ဟိုနှခင်းနီး ်တခါမှတော့မသုံးဘူးဒီနှခမ်းညိုယူဝယ်လာတယ်ဆိုတာသိချင်တယ်ပေါ့နော်ဒီနေကုန်ခံလာဒီနေအနော်ကအပြင်သွားမှဆိုတော့လေဒီနေကုန်ခံလာမခံဘူးလားအနော်ကသိချင်တယ်အနော်ယူလာတာနံပါတ်1နဲ့နံပါတ်3လားမသိဘူးဒါကနံပါတ်ဘယ်လောက်လို့နေနံပါတ်1လားအဲ့ဒီရောဒါနဲ့အပန်းရောင်ဘက်အပြင်မှာကြည့်တော့နည်းနည်းအပန်းရောင်ဘက်သွားတယ်တဲ့လား ဒီနေ့ရောက်အနောက်တွဲဆိုးမှာဒီနေ့ရောက်အနောက်တွဲဆိုးမှာဘယ်လိုထွက်လာမလဲတော့မသိဘူးပေါ့နော်တကယ်လို့ဒီအထုပ်လေးတွေကိုတောင်းရတာအဆင်ပြေလေနော်နောက်ဆိုရင်နော် review လာလောက်ပေးမယ်နော်အရာကတော့ချစ်ဖို့ကောင်းတယ်အာသူ့ရဲ့အသားနှခမ်းညီရဲ့အသားကွာပျော့ပျော့လေးကွာ ဟိုနှခမ်းအဲ့လိုမျိုးစိုးလိုက်ရင်လည်းနှခမ်းကအရှိအရှိလေးတွေမပေါ်စေဘူးတချို့နှခမ်းတွေကစိုးလိုက်ရင်နှခမ်းတွေကအရင်အရှိအရှိတင်တယ်မိတ်မိတ်ကပ်ဘရိုကာမဟုတ်တော့လေဒီမှာမဲဘလိုလဲမကမိတ်ကပ်အဒစ်မဟုတ်တော့လေတင်နှန်းလည်းမတက်ထားဘူးဆိုတော့လေကိုကြိုက်တဲ့အယောင်နဲ့ပဲကိုသုံးတယ်အူမျက်လုံးအယောင်နဲ့နှခမ်းအယောင်နဲ့ပါးနီးအယောင်နဲ့လက်ဖက်တာလိုက်ဖက်တာတော့ရွေးတက်ပြီးမှတိတ်ပြီးတော့မရွေးဖြစ်ဘူးပေါ့နော် အနောက်တွဲတုံးမယ်တဲ့အဲ့ဒီအယောင်ခုနဒီအယောင်ကျတော့နံပါတ်1အာခုနတုံးတာနံပါတ်1ตัวอัพโหลดอ่ะนัมเบอร์ดีအခုအခုဆိုနေတာနံပါတ်2 sorry မှာပါတယ်သူရနှခမ်းနေအသားနည်းနည်းပဲပါတယ်အဲ့တော့ခောက်ပြပေးတာเนาะပြီးတော့ဒီဂျန်နဲ့နောက်နောက်တစ်ယောက်ကတော့เนาะအแทမှာအแทမှာဆိုးမနေအောင်တွဲဆိုးတာပေါ့เนาะအဲ့တော့နှခမ်းနေဆိုးအဲ့လိုမျိုးဆိုးတာများတယ် နှခဲနေဆိုးပြီးပြီဆိုတော့လေအနောပါညီထဲ့မယ်ပြီးတော့စပင်လေးတွားလုပ်ပြီးတော့ပြန်လာခဲ့မယ်နော်ဒီနေ့တော့မဆူဟုတ်ပြီအဲဆိုရင်เนาะစပင်လေးနည်းနည်းတွားလုပ်လိုက်မယ်ပြီးတော့ဝင်ပါညီလေးနည်းနည်းလေးတွားပြီးတော့ဆိုပြီးတော့ပြန်လာခဲ့ပါမယ်တကယ်လို့သဘောကျတယ်ဆိုရင်ထပ်လုပ်စေချင်တယ်ဆိုရင်လည်း comment မှာရေးခဲ့ပြီးနော် ပြီးသွားပါပြီဒီရောင်လေးချိုးကောင်းပါလေကျေးဇူးတင်ပါတယ်နောက်ထပ်ခရစ်ဗီဒီယိုလေးပြည့်စည်ခြင်းနဲ့ဆိုရင်ဒီ comment အောက်လေးမှာရေးထားပေးခဲ့ကြပါဘိုင်ဘိုင်